မင်္ဂလာပါခင်ဗျာကျွန်တော်ဒီတစ်ခါမျှဝေပေးသွားမှာကတော့လေယာဉ်မြေကိုဝယ်ယူပြီးတဲ့အခါအယောင်းဝယ်စာချုပ်ကိုဘလို့မပုံတင်ရမလဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာပထမဦးစွာဝယ်ယူသူကိုယ်တိုင်မြို့နယ်မြေစည်းရင်းဦးစီးဌာနရုံးကိုတွားရပါမယ်ရုံးတို့ရောက်တဲ့အခါရုံးခွန်တစိ့ကောင်းကတ်ထားတဲ့လျှောက်လွာပုံစံနောက်ဆက်တွဲကကြီးမှာအချက်လက်တို့ကိုဖြည့်သွင်းပြီးလက်မှတ်ရေးထိုးလျှောက်ထားရပါမယ်ခင်ဗျာပုံစံခုံမူရင်တက်တေခံမြေပုံ105မြေပုံနဲ့ 106မြေရာဇဝင်တတ်မှတ်တစိကောင်းခွန်ထမ်းဆောင်ထားသည့်အယောင်းဝယ်စာချုပ်နှင့်မိမိ၏မှတ်ပုံတင်တို့ကိုတခါတည်းယူဆောင်သွားရပါမယ်ခင်ဗျာမြို့နယ်ဦးစီးဌာနမှမှတတ်မှတ်ချက်များနှင့်ကိုက်ညီမှုရှိမရှိနှင့်ကန့်ကွက်မှုရှိမရှိတို့ကိုစစ်ဆေးမှာဖြစ်ပါတယ်တတ်မှတ်ချက်များနဲ့ကိုက်ညီပြီးကံကွက်မှုမရှိပါကဝယ်ယူသူဖက်မှစာချုပ်စာလမ်းမှတ်ပုံတင်ကားကိုပေးသွင်းရမှာဖြစ်ပါတယ်ခင်ဗျာ။ မိမိဖက်မှစာချုပ်စာရမ်းမှတ်ပုံတင်ခါကိုပေးသွင်းပြီးပါကမြို့နယ်ဦးစီးဌာနမှမှအယောင်းဝယ်စာချုပ်အားမှတ်ပုံတင်ပြီးမိမိထံသို့ပြန်လည်ပေးအပ်မှာဖြစ်ပါရယ်ခမအယောင်းဝယ်စာချုပ်ကိုမှတ်ပုံတင်ပြီးမှသာပုံစံခွန်တွင်မိမိအမည်ကိုပြောင်းလဲလို့ရမှာဖြစ်ပါရယ်ခမပုံစံခွန်တွင်မိမိအမည်ပေါက်အောင်ဘယ်လိုပြောင်းရမလဲဆိုတာကိုနောက်ဗီဒီယိုမှာတင်ပေးသွားပါမယ်ခမအားလုံးကိုကျေးဇူးတင်ပါတယ်